明了吧？每天两边都是刚上，刚上油冲。前的天天看下木兰百大楼表演，这刚都可买稀巴的，城子有个天么可以不？你大家看嘛的。城市有个天么可以办的？俺俺几个俺我比着俩家啥？这怎么不都拿哈对个，刚说吧的。阿爸说的，城市有个天么可以办的行。 တကယ်လို့ဒီပြုမှုပေါ်မှာကိုစိုးရိုးချောင်းနေတဲ့ကနော်ဒီကိစ္စပေါ်မှာအမေရိကန်ပြုမှုကျူးလွန်ခဲ့တဲ့အပြစ်ရှိထင်ရှားရဲဆိုရင်လည်းပဲနော်ကျွန်တော်တို့လောကအာဏာရမှာအချိန်ဝင်ရှာလို့ပေါ့နော်တရားဥပဒေမှာဆိုအချိန်ဝင်ရှာလေးရှိရမှာနော်အချိန်ဝင်ရှာလေးပုံမှာထည့်တယ်မယ်ထည့်တယ်ပြီးတော့ဒီကိုစိုးရိုးချောင်းဒီရခိုင်သူတက်ခွဲတက်ချက်ကြီးပေါ့နော်တာဝန်ထမ်းဆောင်တဲ့ကာလပေါ်လက်ရှိမှာပြည်သူ့ဆေးကောင်းဆောင်ဖြစ်ထမ်းဆောင်ရင်ကာလပေါ်နိုင်ငံအကျိုးတူတည်ပိုးမှုတွေရဲ့တစ်ဖက် က်ရှိမှာသူပြုတ်မှုကျွန်းလို့လဲဆိုတဲ့နော်အဲ့လိုလက်ရှိထိမ့်သိမ့်မှုတော့တစ်ဖက်အဲ့ဒီနှစ်ဖက်ကိုချင်းချင်းခြားတဲ့ကိုထည့်ချင်ပြီးတော့ဘယ်ဘက်ကအလေးတားနေလဲနော်တကယ်လို့ကိုစောယူထုံးကအတိုင်းချိုးပြီးတော့ကိုအမေကဆောင်ရွက်ခဲ့တဲ့ဘက်ကအလေးတားတယ်ဆိုရင်ဖန်စီထိမ့်သိမ့်မှုကနေပြီးတော့ ပြန်လဲလှုပ်ပေးဖို့ကျွန်မပြည်သူတွေကိုစားတောင်းဆိုချင်ပါတယ်။အကယ်၍အဲ့လိုမျိုးမဟုတ်ပဲနဲ့ကိုစောရွှေထောင်းနေတဲ့ကပြည်မှုကျွန်းလုံးနဲ့ပတ်သက်အလေးတာခဲ့ရင်လည်းပဲသူလှုပ်ခဲ့တဲ့တိုက်ချိုးပြီးတော့ပိုးခဲ့တဲ့အသက်ခံတာပြည့်ရပြီးလှုပ်ခဲ့တဲ့အရာတွေကိုထောက်ပြီးတော့ကြည့်တယ်မှုကိုရင်းအောင်ငဲတဲ့မှုကိုပပပြအောင်ဆောင်ရွက်ပေးဖို့ပြည်သူများရဲ့ကကျွန်မတောင်းဆိုပါတယ်။ကျွန်မရုပ်တာပိုင်းကိုကြည့်နေတဲ့လူတွေထဲမှာကိုစောရွှေထောင်းရဲ့အမှုနဲ့ပတ်သက်လို့နော်ကျွန်မလိုပဲဖန်တီချင်းချင်းမှုကနေပြီးတော့အစိုးရအနေနဲ့တက်ညာစွာဆောင်ရွက်ပေးဖို့မေတ္တာရက်ခံပြီးအစိုးရကိုသနာခံမဲ့လူတွေရှိနေမယ်လို့ကျွန်မယုံကြည်ပါတယ်။ဒါကြောင့်မဒီလူတွေရဲ့ကိုစားကျွန်မကလက်ပုမဟာကြီးကနေပြီးတော့ပြောပြပေးခြင်းတောင်းဆိုရခြင်းဖြစ်ပါတယ်။ နော်အဲ့ဒါကကကိုရောရိုဘန်းကြီးထိုင်နေထိုင်ရတယ်ပတ်သက်ပြီးတော့ကျမတို့အချက်နဲ့ချက်သိရတယ်ပထမတစ်ချက်ကတော့အာဒီလေးသူစစ်ပေါ့နော်အစားထိုးငွေကြေးကောက်ခံမှုနဲ့ပတ်သက်လို့ဖက်သေးထိုင်ထိုင်ခံရတယ်လို့သိရတယ်ဆိုတော့အောက်ခြေမှာအမှန်တကယ်ငွေကြေးကောက်နေတယ်နောက်ပေါ်မှာကငွေကြေးမရောက်ဒါဆိုရင်ဒီကြားထဲမှာငွေကြေးတွေထွက်ပေါ်ရောက်သွားတယ်နော်အဲ့ဒီလိုမျိုးမေးခွန်းထုတ်ပြီးတော့ဒီကိစ္စပေါ်မှာအဆုံးနဲ့စစ်ဆေးမှုရောက်ဆိုမှုရေးသားမှုတွေဖက်သေးထိုင်ထိုင်ခံရတယ်လို့ကြားသိရတယ်ဆိုတော့အောက်ခြေမှာကတော့အမှန်တကယ်အောက်ခြေမှာဖြစ်ပြနေတာကတော့ရွှေစည်းဒေါ်လာဈေးလို့ပဲနော်ဒီနေ့ပေါက်စီမြတ်ပြန်ပေါက်စီအဲ့ဒီလိုပဲစက်မှုထမ်းအစားထိုးကပေါက်ဈေးရှိပါတယ်နော်ရန်ကုန်မှာဆိုစက်မှုထမ်းပေါက်ဈေးကတော့ ောက်ဒီမှာဆိုလို့ရှိရင်အခုကျုံပြောလို့အတုတို့ရေကြီးတို့မှာစစ်မှုထမ်းအစားထိုးတွေငွေကြေးသိမ်းဘလောက်ဆိုရက်ပောက်ကြီးတွေအမှန်တကယ်ရှိနေပါတယ်။ဘောကိုစောယူချောင်းကားဒီလိုမျိုးလို့ထမ်းလို့ရှိရင်ကျွန်မလည်းပဲအခုလိုမျိုးပြောလို့ကျွန်မကိုလည်းမဖမ်းပါနဲ့။နောက်ပူစောပါရပါတာပါရကြောက်ပါတယ်လန့်ပါတယ်။မှားတာရှိတယ်ကြိုးပြီးတောင်းမဲ့ပါတယ်ရှင်။အမှန်တကယ်ဖြစ်နေတဲ့အရာမှုလို့တင်ပြရခြင်းဖြစ်ပါတယ်။နော်။ဆိုတော့ကနောက်တစ်ချက်ကကိုစောယူချောင်းအနေနဲ့ကဒီစစ်စစ်ကြီးကြီးမှာဘုံဘုံတောင်းတဲ့အချင်းများစကားများတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခန်းကြီးထင်းထင်းခင်ရရဲဆိုတဲ့အချက်ကိုလည်းကြားရတယ်။ကျွန်မထင်တာကတော့လေအဲဒီနေရာမှာကျွန်မတို့တင်ငန်းတာတစ်ခုရတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီပြဿနာဖြစ်နေတဲ့ဒီလိုပိုင်းကို line ပေါ်တင်လိုက်မိချင်း 家屁里面填麻的。 ီဗီတို့ဘိုင်းကိုလိုင်းပေါ်ကိုချက်ချင်းမတင်နေနေနော်သူတို့တက်ဆိုင်ရတက်နေမှုချောင်းရှိလာပြီးတော့တက်နေမှုကနေပြီးတော့ဒီကိစ္စကိုမေးမြန်းတဲ့အခါမှာလိုအပ်တဲ့အခါမှာဒါတက်သည့်ဖြည့်ဒီဗီတို့ဘိုင်းကိုထုတ်ပြမယ်ဆိုရင်ဒါဒီကိစ္စဒါသူတို့တက်တဲ့အချင်းချင်းပြရမယ်ကိစ္စမျိုးပေါ့နော်အခုလိုမျိုးလိုင်းပေါ်တင်လိုက်တဲ့အခါကျတော့ဒါဘသူကတင်လိုက်တယ်လို့မသိဘူးပေါ့နော်လိုင်းပေါ်တင်လိုက်ခါကျတော့အော်တောင်းနေဖြစ်သွားတယ်ထိုင်းပြီးရှက်ရမယ်ကိစ္စမျိုးကိုထားပြီးရှက်လိုက်ပြီးတော့ပို့ပေါင်းပို့လိုက်ထောင်းလို့ဖြစ်သွားတယ်ဒါပေမဲ့အုပ်စုကနော်ဟိုမြေခွေးတွေလိုပဲအကွက်ချောင်းပြီးခွင်ချောင်းနေတဲ့အုပ်စုတွေကလည်းအားနဲ့ဝမ်းအားရဝမ်းသာဟောင်းကြပြီးတော့သူတို့အတွက်ထိုးနေစရာလည်းညှိုးထိုးစရာတစ်ခုဖြစ်သွားတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးသတင်းကလူတွေကြားလိုက်ချင်ကြားလိုက်ပြီးဆိုတာ လည်းဘယ်သူမှလက်ခံပေးလို့မရတဲ့ကိစ္စမျိုးเนาะအဲဆိုတော့ဒီကိစ္စကြီးကိုတက္ကသိုလ်အုပ်စုတွေကဝါဒဖြန့်မှုရရပါတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ကသင်္ကန်းစာတစ်ခုရရဲနောက်နောက်ရှင်တို့တွေကျွန်တော်တို့တွေတက်လို့မျိုးပြဿနာတစ်ခုကြုံလို့ရှိရင်ကျွန်တော်တို့တက်ကဲမတန်းဖြစ်ပြီးတော့ file လိုက်လို့ရတယ်ဆိုတော့အဲ့ဒီ video file တွေကို line ပေါ်မတင်ရပါနဲ့เนาะ Facebook တို့မှာလည်းဒါရိုက်ကြီး line မထွက်ပါနဲ့ video ပတ်တန်းဖြစ်တာတင်ထားပါလိုအပ်တဲ့အခါမှသာတက်တဲ့ဖြစ်ထောက်တော့မှာမလိုအပ်ဖက်နဲ့ line ပေါ်တင်လိုက်လို့ရှိရင်ဘူးကအမှန်ကလည်းအမှားဖြစ်ပြီးတော့เนาะနိုင်ငံကိုပုံရိပ်ကြအောင်เนาะတက်မလို့တိတ်ခါကြအောင်เนาะဒုတိမဟုတ်ဆက်သွယ်ရေးပုံမှန်လို့ခန်းကြီးထိန်းထိန်းခံရကြရှိပါတယ်တက်တဲ့ဖြစ်တာပိန်ပြီးကြပါ line ပေါ်မှာ တင်ပါနဲ့လို့မိုးတလေပြင်းတိုက်ခတ်၍203ဆက်ကေဘရီမြောက်တကလိုင်းတာယာတအားလိုင်းဤတာဝါတိုင်းနှင့်တိုင်ပြိုလဲပျက်စီးယနေ့မေ23ရက်ညနေ၄နာရီ22မိနစ်ခန့်ကမိုးတလေပြင်းများတိုက်ခတ်၍203ဆက်ကေဘရီမြောက်တကလိုင်းတာယာတအားလိုင်းဤထန်းတပင်မြို့နယ်တရာဦးကျေးရွာအနီးရှိတာဝါတိုင်းမှ62နှင့်62တို့ပြိုလဲပျက်စီးခဲ့ကြောင်း ရန်ကုန်လျှက်စစ်တပ်အပီကော်ပိုရေးရှင်း yes ထံမှသိရသည်ထို့ကြောင့်လျှက်စစ်ကျွမ်းကျင်ဝန်ထမ်းများကအရေးပေါ်ထိန်းသိမ်းပြုပြင်မှုများပြုလုပ်လျက်ရှိ၍ရန်ကုန်တိုင်းနှင့်အေရဝတီတိုင်းတို့သို့လျှက်စစ်တပ်အားဖြန့်ဖြူးနိုင်မှုရောကြလျက်ရှိကြောင်းသိရသည် ထို့သောထိမ့်သိမ့်ပြုပြင်မှုများဆောင်ရွက်နေချိန်၌ရန်ကုန်တိုင်းတွင်ရှိမြို့နယ်များအားယာယီဝင်အားထိန်းချုပ်မှုများရှိနိုင်မည်ဟုရစ်ကမစ်တာရက်ခံအတည်ပြုထားကြောင်းသိရသည်ထို့အတူယနေ့မေ23ရက်နေ့နာရီ40မိနစ်ခန့်ကလည်းရန်ကုန်တိုင်းတွင်ရှိတပ်အားပိစက်များသို့ကိုလွတ်လျက်ရှိသည့်ယတနာကမ်းလွန်တဘာဝတံငွေပလက်ဖောင်းအားအရေးပေါ်ရှတ်ဒေါင်းပြုလုပ်ခဲ့ရသဖြင့်ဓာတ်အားစနစ်အတွင်းသို့ဓာတ်အားထုတ်လုပ်ကိုလွတ်ပေးနိုင်မှု450မှခန့်လျှော်နေလျက်ရှိကြောင်းသိရသည် ောက်ထပ်အကြောင်းအရာတစ်ခုကတော့ကျူရှင်ပပျောက်ရေးနော်ကျူရှင်နေပပျောက်ရေးတွေအမျိုးသားပညာရေးဥပဒေဆိုပြီးတော့ပထမဆုံး2014မှာတမောက်ကင်းဆိုရလက်ထက်ကပေါ့နော်အမျိုးသားပညာရေးဥပဒေရထိုင်နေနောက် NLD နဲ့တော့စုစည်းဆိုရလက်ထက်မှာအဲ့ဒီဥပဒေကိုတစ်ခါပြင်ဆင်နေလက်ရှိနာဆောက်ကဆိုရလက်ထက်မှာလည်းပဲဒီအမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးအဆင့်ဆင့်ပြုပြင်ပြောင်းလဲလာတာလေးရှိတယ်အဲ့ဒီမှာကျူရှင်ပပျောက်ရေးဆိုတာပါတယ်နော်အเจ้าနေမှာကလေး ေးမူလာတယ်ကလေးတယောက်ကိုအပြင်မှာကျူးရှင်ကိုတလောက်ကိုတိတ်ချေပေးရတာပေါ့မိမကြီးအနေနဲ့ကချဲ့ရရရကြည်ကြည်ပြူပေးပေးမယ်နော်အเจ้าမှာဖရားပန်းဟိုဖရားပန်းဘူးတို့တောက်ရည်ဘူးတို့နော်တပြက်စီဘူးတို့ကောက်တဲ့ခါကျတော့ပတ်စီ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 ပြောကြတယ်အเจ้าဆရာဆရာမကြီးပေါ်မှာဝေဖန်ပြစ်တင်ရတယ်ဒါပဲကလေးရှိရပဲ။ဒါတောင်းသားမိပါရည်အနေနဲ့ပြုတ်ပြင်ရမယ်ချက်။အမှန်တကယ်ကျူးရှင်ကိုကျောင်းဆရာဆရာမကြီးကကျူးရှင်စင်စားတာတဲ့။ကျောင်းသားမိပါရည်ကိုယ်တိုင်ကကျူးရှင်ထားခြင်းနဲ့ဆန္ဒများနေတာ။တချို့ကလေးရှိရင်ဥပမာ ကလေးအငယ်လေးဆိုလို့ရှိရင်ဒါအចောင်းပြော်ရွယ်ပေါ့နော်အចောင်းပြော်ရွယ်ကလေးတယောက်ဆိုရင်ဒါအចောင်းသွားအចောင်းပြော်အចောင်းပြော်တော့ဆိုရပြီသို့တော့ကလေးကကြီးကြီးမတတ်သေးဘူးကြီးကြီးရွယ်တော့မရောက်သေးဘူးမိဘကြီးကအရင်လောဘကြီးကြီးကြတယ်တော့ဟာကြီးကြည့်ပြီးတော့အဲ့ဒီကေဂျီတော့မတက်သေးတဲ့ကလေးကိုအကြောင်းပြောကျူရှင်ထားရတာနဲ့တော့လက်ရည်ကတင်းတန်းတက်ရတယ်။ဘာတင်းတန်းနေထားတယ်ညာတင်းတန်းနေထားတယ်ဆိုကျူရှင်လေးအများကြီးဒီကလေးတယောက်ကိုတင်းရတယ်။အဲ့ဒါမိဘကြီးရဲ့တာသပြုပုံမှာထားတယ်လောဘ เนาะအဲ့ဒီလောဘကကျူရှင်မှာကျူရှင်စည်းရိမ်ကိုတင်းချီပေးရတာကိုမညှို့ညင်ပေးမယ်စာတေးเจ้าနေမှာဖျားပန်းအိုးကိုတောက်ရီအိုးကိုတောင်းလာကြတော့အပြစ်ပြောချတယ်မိဘဆရာဆရာမိဘလက်တွဲညီမအเจ้าသားရဲ့အနာကက်ကခေါင်းမော်လာဒါကြောင့်မိဘရဲ့ဘက်ကလည်းကျူရှင်နဲ့ပတ်သက်လို့เนาะပြည်ပြောင်းလဲဖို့လိုပါတယ်ဒီနံပါတ်တစ်ချက်ရှိတာကြောင့်ကျူရှင်ကတော့လူနည်းနည်းလေးဆိုတော့စနစ်တကျလက်စနစ်တကျပေါ့เนาะလက်ထပ်တင်လို့ရတယ်เจ้าမှာကြတော့เจ้าသားရဲ့အရင်များတော့အချိန်ကလည်းနေတယ်เจ้าသားကလည်းများတယ်ဒီအတွက်ဆရာဆရာမကြီးကမထိန်နိုင်ဘူးဒါဆိုရင်เจ้าဆရာဆရာမဦးရှိကိုပညာရေးဝန်ထမ်းဦးရှိကိုညှင့်တယ်ရမယ် ်ပထမလက်ရှိမှာဟိုအကြောင်းဆရာမတက်ကကျောင်းသား90ကိုဆရာမတက်ရောက်တယ်ထင်ရတယ်ဆိုရင်ဒီတိုင်းဝင်တဲ့နေများလာတဲ့အခါမှာ25ရောက်ကျောင်းသား25ရောက်ကိုဆရာမတက်ရောက်ကျောင်းသား25ရောက်ကိုဆရာမတက်ရောက်ဒီလိုမျိုးလေးဆိုရင်ကျွန်တော်တို့ပုံပြီးအဆင်ပြေမယ်သို့တော့လက်ရှိမှာကရှေ့ပြည်သားပညာရေးဝင်တဲ့နေတော့မှအကြမ်းမဖက်အာနာဖီဆာမတက်စီဒီအက်ဆိုပြီးလောက်သွားကြတယ်စီဒီအက်ရဲ့အဓိပ္ပာယ်ကအကြမ်းမဖက်အာနာဖီဆာကြီးစီဒီအက်ရဲ့အဓိပ္ပာယ်သို့တော့ကျောင်းဆရာဆရာမတို့တောင်းဝင်းသည်ကျောင်းသားမောင်မယ်တို့ကိုပညာတက်မြောက်အောင်သင်ကြားခြင်းဖြစ်သည် ဲ့ဒီလိုတောင်းဝင်ရှိပါလေနဲ့အဲ့ဒီလိုမျိုးနိုင်ငံတော်ကိုဒီလိုမျိုးကြီးသူတွေပေါ်မှာဒီလိုမျိုးတောင်းသားမောင်းမဲတွေပေါ်မှာအဲ့ဒီလိုမျိုးသစ္စာဆောင်တည်ပါမယ်ဆိုပြီးကျန်းစစ်စာကျင်းဆိုစားတဲ့ဆရာဆရာမကြီးကတောင်းသားမောင်းမဲတွေကိုပညာမသိနိုင်အဲ့ဒါသစ္စာဖောက်တာပဲအဲ့ဒါအကြမ်းဖက်တာပဲ เนาะဆိုတော့လက်ရှိမှာကအများဆုံး CDN လောက်သွားတာဒီပညာရေးဝန်ထမ်းတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပညာရေးဝန်ထမ်းဆရာဆရာမအင်အားတိုးဖို့ချဲ့ဖို့လိုပါတယ်အကြောင်းဆောင်တဲ့တွေတိုးပြီးဆောက်ရမှာမဟုတ်ပဲねအကြောင်းဆရာဆရာမအစ်တတွေတိုးပြီးခေါ်ယူရမှာဖြစ်ပါတယ်နံပါတ်၄အနေနဲ့ကပညာရေးဝန်ထမ်းတွေနားဆွမ်းလိုအပ်ပါတယ်နံပါတ်၄အနေနဲ့ကအကြောင်းဆရာဆရာမတွေကရရလာတာလေးနဲ့တော့လာတာတပင်းချောက်ပြားနဲ့တို့မလောက်တယ်မလောက်ဘူးဒါပေမဲ့တို့ကျူရှင်သင်ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပညာရေးဝန်ထမ်းအကြောင်းဆရာဆရာမတွေဘလို့ခါလာစားတိုးပေးဖို့လိုတယ်ကျွန်မထင်တယ်ဒီပညာရေးဝန်ထမ်းတွေကိုလာစားတိုးပေးမယ်ကိစ္စမှာဟိုအငယ်နဲ့လ က်ဖက်ကွဲပြီးတော့တံတောင်းချင်းနဲ့မျက်ခြေဖြစ်နေတဲ့အုပ်စုတွေအကုန်လုံးကဒီပြည်ရုံရဲနေကိုလာစားတိုးမြင့်တဲ့ကိစ္စပေါ်မှာတိုးပေးမယ်ကိစ္စပေါ်မှာသဘောတူလိမ့်မယ်လို့ကျွန်မထင်တယ်။သို့တော့အဲ့ဒီဝင်နှန်းတွေကိုလာစားတိုးပေးဖို့အတွက်နိုင်ငံတော်မှာဝင်ဝင်ဘယ်လောက်ရှိသလဲ။လက်ရှိမှာကျွန်တော်တို့နိုင်ငံမှာစစ်ဖြစ်နေတယ်။တရက်မှာစစ်ဖြစ်တဲ့အတွက်အဲ့ဒီစစ်၃ဆဲကအ ਨੇ စုံ၃တပေါင်းရှိတယ်။ကျွန်မထပ်ပြောပါမယ်။တရက်မှာဒီနေ့ချောပေါ်တော့ဒီနေ့တနေ့တာအတွက်စစ်ဖြစ်တယ်၊ဘိုးဘက်ဒီဘက်စစ်ဖြစ်တယ်။ဘိုးဘက်နဲ့ဒီဘက်ကစစ်လက်နက်တွေနဲ့ပြရတယ်။အဲ့ဒီအတွက်အဲ့ဒီအတွက်ကုန်ကြတဲ့စစ်၃ဆဲကအ ਨੇ စုံ၃တပေါင်းရှိတယ်။ ဒီနေ့ကချင်ပြည်နယ်မှာဆက်ပြည်တယ်ပြည်ပြည်နယ်မှာဆက်ပြည်တယ်เนาะဒီနေ့တရက်တာပဲ73ကြိတ်နှစ်ဖက်နှစ်ဖက်ပြစ်လို့သေးသွားတဲ့73ကြိတ်အသိန်း1000 တလောက်3သိန်းငွေ3သိန်းမဟုတ်ပါဘူးကျက်သိန်းပေါင်း3သိန်းရှိတယ်တလောက်ငွေ3ကျက်သိန်းပေါင်း3သိန်းရှိအခုဒီနေ့ကြောင့်ငါနဲ့ဘလောက်တောင်ပို့ကြမလဲတရက်ကိုတိတ်တောက်တောက်ခုန်ခံပြီးဟိုဘက်နဲ့ဒီဘက်စစ်ဖြစ်ပြီးတော့လူကြီးတက်ပြီးတော့လူတွေသေးပြေးကြီးမြို့ရွာဦးအိမ်တွေပျက်စီးနေတဲ့တိတ်တောက်ကိုအဲ့ဒီလိုလူတက်ပြီးစစ်ဖြစ်နေမှဆာပညာရေးဝင်နေလေလားဆာတိုးမြင့်ပေးရင်မကောင်းဘူးလားကြောက်ရရှာမတွေဝလားစားတိုးမြင်ပေးမကောင်းဘူးလားအဲ့ဒီလိုမျိုးဆက်ဖြစ်လို့ကုန်ကြနေမှာ73ကျိတရက်တာအတွက်တိတ်တဲ့တောင်းကိုစားတင်တောင်းတွေထပ်ခွင့်ရေစေယုံစေကားတွေထပ်ခွင့်ရေ နန္ဒရာတွေထပ်ပြီးဆောင်ရင်ကျွန်တော်တို့တိုင်းကဘယ်တော့တိုးတက်သွားမလဲ။ဒါကြောင့်မို့စပွဲတွေစာကြည်စံနေစာဘောပန်နေနဲ့ဖြည့်ရှင်းဖို့လိုအပ်ပါလေ။ဒါတွေအချက်။အဲ့ဒီအချက်ကြတော့တချို့ကြားကြံရှာမတွေကအမှန်တကယ်လာစာနဲ့မလောက်လို့ကျူရှင်တင်ရတယ်။လာစာနဲ့လောက်ရှင်မလောက်ရှင်ဆိုတာလူဆိုတာကမိမိရဲ့ဝင်ဝင်ပေါ်မှာဝင်ဝင်ဘယ်လောက်ရှိရထပ်ဝင်ဘယ်လောက်ရှိရကွက်ချက်တက်ရတယ်။နော်တချို့ကြားကြံရှာမတွေကြတော့ငကူက ပတ်စံကိုငွေကြီးကျွဲပါတယ်ချိုးကြဆရာရှာမရတော့ကြည့်လက်ကောက်ကိုတရာလုံးရှိဆွဲကြိုးကြီးတွေပြုံးနေအောင်ဆွဲနိုင်တယ်ငွေချင်းရှိပါလေလေနော်လူဆိုတဲ့အတွက်လောဘရှိတယ်ကျမတို့လည်းလောဘရှိရဲ့ဆရာရှာမတွေလောဘရှိရဲ့ဟိုဆရာဝန်တွေရှိတဲ့မိသက်တွေအင်ဂျင်နီယာအကောင်လုံးကလောဘရှိအဲ့ဒီလောဘကြောင့်တူရှင်ကိုမရမကပင်ကြတယ်ဆိုတော့ကအဲ့ဒီလောဘကိုဆရာရှာမတွေနော်အာစတေးကခုနော်အနေနဲ့ အနန္တအနန္တငါးပါးမှာကျမတို့ဖျားနဲ့တကိုင်းနဲ့ထားပြီးကိုကိုွယ်တဲ့မြမာရဲ့လုံးသားကျမတို့မြမာလူတွေရဲ့ရင်ကျင်းမှုမှာဖျားနဲ့တကိုင်းနဲ့ထားတဲ့ပြစအနော်ဟောပြစခုနော်အနန္တအာစတိယခုနော်အနန္တအနန္တအနန္တငါးပါးနဲ့အိတ်ဆုံးနဲ့ဆရာဆရာမတွေဖြစ်တဲ့အတွက်ဂုံတိတ်ခါကိုထင်းကိုလို့ပါတယ် ထားကြောင်မလို့မိမိတို့ရဲ့လောဘကြောင့်ကျူရှင်နေဖွင့်ပြီးကျူရှင်နေတင်နေဆိုရင်တော့မှအဲ့ဒီအပေါ်မှာကျမမပတုမဟာသွေးနေနဲ့အပြစ်မပြောလို့တလို့ဝေဖန်လို့ခြံတဲ့လည်းမရှိဘူးတို့တော့ပြောကြစကားလေးတစ်ခုံမိတာရက်ခံစရာတစ်ခုံတော့ရှိပါတယ်ဆရာကျမကြီးငွေကြေးပြေဆုံးပါလိမ့်မယ်နော်မိမိတို့ဘဝတိုးပြန်တိုးတက်မြင်မာရေးအတွက်အပြစ်မှာကျူရှင်နေတင်နေဆိုရင်တော့မှတင်မှာတို့တော့ကျူရှင်တက်တဲ့ခလေးနဲ့ကျူရှင်မတက်တဲ့ခလေးကိုခွဲခြားဆက်ဆက်ချင်းမပြုတ်ပါနဲ့ဆရာဆရာမတရားအော်ငါတို့ကအနန္တခိုင်းဝင်နေနော်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 ငါဘာပါထားပြီးတော့ကိုကိုွယ်နေတယ်ဆရာဆရာမတွေဖြစ်တဲ့အတွက်ငါတို့ရဲ့အကုန်တိတ်ခါငါတို့လေးစားရမယ်ဆိုတော့ကိုကျက်တရားကိုကျက်တိရ 贷款嘞，贷上多，想想嘛，的提不出来，就是没得点钱呢，就是没得点我可以差三三千，没必要办嘞。 လက်ရှိမှာကျောင်းနေမှာကျူရှင်တက်တဲ့ကလေးနဲ့ကျူရှင်မတက်တဲ့ကလေးငါကျူရှင်မှာတက်တဲ့ကလေးဆိုရင်ပုံစံတစ်မျိုးငါကျူရှင်မှာမတက်တဲ့ကလေးဆိုရင်ပုံစံတစ်မျိုးအဲ့ဒီလိုခွဲခြားဆက်ဆံနေကြတာလည်းရှိပါတယ်ဒီလိုကိစ္စမျိုးဆိုရင်ကျမတီလည်းကျမတီလည်းဆရာဆရာမကြီးကျေးဇူးကြောင့်ကျမနော်ဒီဒီတက်ရွယ်မှာကျမဒီလိုလေးပညာလေးတက်ရောက်ခဲ့ရနော်ဟာဒီတက်အတွက်အဲကျမတို့ဖြစ်မှာဆိုရင်ပေါ့နော်ဟာကျမကျောင်းဆရာဆရာမလို့ပြောလိုက်တာနဲ့ကျမရဲ့ဘဝမှာနံပါတ်1ကျမတော့တန်းတန်းအီးတဲ့ကျမသူငယ်တန်းတော့အသိခဲ့တဲ့ဆရာမသူငယ်တန်းတော့ဆိုရင်လေကျမကျောင်းမတက်ချင်လို့ကျောင်းကနေပြီးတော့ဟာဆရာမလစ်ပြီးတော့လည်းထွက်ပြေးတာငုံငုံပြီးတော့ဆရာမကျမကိုခါမှာခရစ်ခွင့်ပေးချီထားရတယ် ကျွန်မအကြောင်းပြလုံးဝကြည့်လို့နော်အဲ့ဒီလိုမျိုးကျွန်မဆ iam မဒေါ်တန်းနဲ့အေးဆ iam မဒေါ်မမမြင့်ကျွန်မဘဝတက်လျှောက်တော့မှအမှတ်ရတော့ဆ iam မဒေါ်မမမြင့်အရန်တကယ်ကိုမှဆ iam ဆ iam မဆိုတဲ့ကျုံအတိတ်ခါနဲ့အင်မတန်မှတည်ကြည်ပြီးတော့ဖြောင်းမြတ်မှန်တယ်ဆ iam မဒေါ်မမမြင့်နော်ဆရာကြီးဦးထွန်းဝေးဒါကျွန်တော်တို့ရှစ်တက်ကြောက်ကြည့်ကျွန်မကိုးထဲမှာသင်ခဲ့တဲ့ဆရာလေးဇော်ဝင်းဆရာလေးဦးဇော်ဝင်းဆယ်ထဲမှာသင်ခဲ့တဲ့ဆရာကြီးဦးပြည့်ဖြူပေါင်းနော်တကယ်ကျွန်မရဲ့ဆရာဆ iam မရဲ့ပေါ့နော်ဒီကကပဲဆရာဆ iam မတို့ကိုဆရာကြီးတို့ဆ iam မတို့ပေါ့မှာကျွန်မတမီဝေးရနေချက်ခုခေါ်ပါလေရှင်အဲ့ရတော့ကျွန်မခက်ကလာကောင်းတော့တွားလို့လာလို့ရတဲ့အချိန်ဆိုရင်တော့ ကျွန်မအမေကျွန်မရဲ့မွေးရမျိုးပြန်နိုင်မှာကျွန်မရဲ့ဆရာဆရာမကျွန်မအမေပြန်ပြီးကတော်လေးရှိပါတယ်ဒီလိုတော့နော်ကျွန်မလည်းမပြန်ရတာတော်တော်ကြီးကြာပါပြီကျွန်မမေးဝက်ပါတယ်ခွေးလေးနေရတာကျွန်တော်ကျွန်မလည်းပဲအဲ့ဒီလိုဆရာဆရာမကြီးကျေးဇူးကြောင့်ကျွန်မညီလာမြောက်ခဲ့တယ်လို့မှတ်ပါရဲ့ဆရာဆရာမကြီးကိုဆွမ်းကားနေခြင်းမဟုတ်ပဲနဲ့ဆရာဆရာမကြီးအနေနဲ့ကမိမိကျူရှင်မတက်တဲ့ခိုင်းနေတယ်ကျူရှင်မမတက်တဲ့ခိုင်းပေါ့ခွဲသားဆက်ဆက်ကြတယ်ပြုတ်ဖို့မိတာရဲ့ခိုင်ချင်းဖြစ်ပါတယ် နောက်တစ်ချက်ကဆရာဆရာမရဲ့အရေးချင်းကိုအရေးချင်းကိုစစ်စစ်ဖို့တိုးမြင့်ဖို့လိုပါတယ်။ဆရာဆရာမရဲ့အရေးချင်းကိုစစ်စစ်မယ်ဆရာမရဲ့အရေးချင်းပြည့်ဝအောင်တိုးမြင့်ပြီးလေ့ကျင့်သင်တာပေးမယ်ဆိုရင်ပြင်မမှာတက်နိုင်တဲ့လောက်ကျရှင်နေရောကြသွားကြည့်မယ်။နောက်ကျွန်တော်ဆရာမအရေးချင်းလို့ပြောတဲ့နေရာမှာလေကျွန်မကိုယ်တွေ့အဖြစ်ရတယ်ကိုပြောပြမယ်။အဲ့တုန်းကကျမကတပီးရပါတော့တတိယနေ့မှာမဖော်လို့ချင်အရင်ခက်တာမဖော်လို့ချင်နော်အီးမေးလ်ကြောင်းလိုက်ဆိုအရင်တည်းတပီးရမှာမဖော်လို့ချင်ဖိုင်နယ်မှာဆင့်တဲ့အရင်ခက်တယ်အဲ့ဒီမှာဟိုဒီကနေဝက်ဖီနိုရီဝက်ဆိုရဲဒီစာတစ်ခုပေါ့နော်မဖော်လို့ချင်တစ်ခု ီတဲ့အဲ့ဒီစာကိုကျွန်တော်တို့ဒီတတိယနေ့အေးလေးစာကတိကပေါ့တင်းနေသူ့ရဲ့အတန်းကိုကျွန်မတက်လိုက်တယ်ကျွန်တော်နားမလဲဘူးကျွန်တော်အိုးငါအမြိုင်မမေးလို့ငါနားမလဲတာပဲဖြစ်နေပြီအကုန်လုံးကနားလေပြီကျွန်မတယောက်ပဲနားမလဲငါအမြိုင်မလို့ပဲဖြစ်ပါလိမ့်မယ်ဆိုပြီးကျွန်မ ခရီးရထားပြီကျမဒီစာကိုကျမဖတ်တယ်မှတ်တယ်ကျမနားမလည်ဘူးဒါတော့အကုန်လုံးကနားလည်ပြီကျမနားမလည်တာလေဆိုတော့အဲ့ဒီအကုန်လုံးကအဲ့ဒီဆရာမရှိမှတူရှင်တက်ခါတဲ့ကျောင်းသားတွေဖြစ်ပြီးတော့ကျမတူရှင်တက်တဲ့ကျောင်းသူဖြစ်နေတယ်ဒါကြောင့်ကျမအဲ့ဒီစာကိုနားမလည်ဘူးကျော်ကျမတော်တော်စိတ်ဆင်းရဲစိတ်ပြေးသေးပြီးတော့ကျွန်တော်တူရှင်လက်မတက်နိုင်တဲ့ခါကျတော့နောက်တစ်နေ့မှာအဲ့ဒီ morphology ကိုပဲအဲ့ဒီ negative number finally web ကိုပဲဒီချက်တော့တင်းတင်းဝေးဆိုပြီးပြတဲ့ကတော့ကျမတို့ဆရာမရဲ့အတန်ဒီချက်အတန်ကိုကျမပြောင်းပြီးတက်လိုက်တယ်လေပြီးမှဆင်သွားတယ်ညလုံးထဲမှာခွင်းခွက်ခွက်ထင်းထင်းရှားရှားချက်ခနဲ့တော့ငါတော့ဒါမေးတောက်ပြီးတော့အဲ့ဒီလိုမျိုးထင်းထင်းရှားရှားကိုတိတ်သွားမြင်သွားတာကျမအင်ပလန်ပြောင်းသွားတယ် ဒီစာဒီစာလေးတစ်ခုကိုပဲပထမဒီချဲတင်တာကနော်ဒီချဲရဲ့ဂုဏ်သိက္ခာကိုကျွန်မထပ်ပြီးဒီချဲအမည်လေးတော့မပြောလို့ပေါ့နော်ကျွန်မတို့တတိယနဲ့ကတိကဒီချဲအတက်ကျွန်မနားမလဲကျွန်မမသိဒါပေမဲ့အဲ့ဒီစာကိုပဲနောက်ထပ်ဒေါ်ဒီချဲတော်တင်းတင်းဝင်ဆိုပြီးဒီချဲတင်လိုက်တယ်လေပြင်မှာဆင်သွားတယ်လို့မျိုးလုံးထဲမှာကောင်းကောင်းကပတ်ကလေးရှာရှာမြင်ရတယ်ချက်ချင်းကိုအဲ့ဒီစာကိုကျွန်မနားလေပြီးတော့အဲ့ဒီစာသိရတယ်ကျွန်မပြုံသွားတယ်ပထမ ပထမတရက်ကတင်းတော့ဒီစာတင်းရတာကျွန်မစိတ်ဆင်းနေရယ်စိတ်တည်ငြိမ်ပြီးတော့အင်းမတဲ့မှာကျောင်းသားတရက်ကစာတင်းရတော့မယ်ဆိုရင်ဒီစာပေါ်မှာစိတ်ဝင်စားပြီးပျော်နေရမှာဒါပေမဲ့ကျွန်မအရန်နဲ့စိတ်ဆင်းနေရယ်ငိုချင်စိတ်တွေဖောက်တယ်နောက်ထပ်ဒီချိန်တော့တင်းတင်းမဲ့တင်းတဲ့အခါကျတော့ကျွန်မပျော်သွားတယ်ဒါကြောင့်မလို့ဆရာဆရာမတွေအရေးချင်းကိုစီစစ်ပြီးတော့ကျောင်းသားတွေကိုတင်ကြားပို့ချနေနေရမှာဆရာဆရာမတွေအရေးချင်းကိုစီစစ်မယ်ဆိုရင်အပြင်မှာတက်နိုင်တဲ့လောက်ကျူရှင်တွေပျောက်သွားနိုင်ခြင်းရှိပါတယ်